စကိုင်းဒေးလီကြည့်ရှုသူမိဘပြည်သူများမင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့မြန်မာနိုင်ငံအိမ်ချမ်းမြေဝန်ဆောင်မှုအသင်းဘဟုမှ73နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်မြန်မာနိုင်ငံအချမ်းမြေဝန်ဆောင်မှုအသင်းဘဟုဥက္ကဋ္ဌဒေါ်မမှုအောင်ဦးဆောင်ပြီးအသင်း73နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကိုတော့ဒီကနေ့ ဇွန်လ29ရက်နေ့လယ်တနာဤကရှမ်းကုန်းတိုင်းဒေသကြီးဗဟန်းမြို့နယ်နတ်မောက်လန်ဘိုးချုပ်ကျေးရုံအနီးရှိ Royal Garden Restaurant မှာကျင်းပပြုလုပ်ခဲ့ပါတယ်မြန်မာနိုင်ငံအင်ချမ်းမြေဝန်ဆောင်မှုအသင်းဗဟိုဥက္ကဋ္ဌဒေါ်မမှုအောင်ဦးဆောင်ပြီး2022ခုနှစ်ဇွန်လမှစတင်တည်ထောင်ခဲ့ရာယခု2025ခုနှစ်ဇွန်လ28ရက်နေ့မှာတော့ အသင်းတည်ထောင်ခြင်း73နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။မြန်မာနိုင်ငံအချမ်းမြေဝန်ဆောင်မှုအသင်းဘဟုတိုင်းပြည်နယ်ခရိုင်နယ်မြို့နယ်များတွင် မြန်မာနိုင်ငံအင်ချမ်းမြေဝန်ဆောင်မှုအသင်းစတင်တည်ထောင်ခဲ့တဲ့73နှစ်တာကာလအတွင်းအတူလက်တွဲဆောင်ရွက်ခဲ့ကြတဲ့အသင်းသူအသင်းသားများရဲ့လုပ်ငန်းများအဆင်ပြေချုံးမွေ့စေရန်စူးစမ်းဆောင်ရွက်ပေးနေသူများနဲ့အတူတကွပူးပေါင်းဆောင်ရွက်လျက်ရှိသူများအားလုံးကို အထူးကျေးဇူးတင်ရှိသောအဖြစ်၎င်း မြန်မာနိုင်ငံအင်ချမ်းမြေဝန်ဆောင်မှုအသင်းကိုအသင်းသူအသင်းသားများစုပေါင်းကြိုးစားအားထုတ်မှုကြောင့်အရှိန်ဟုန်မပြတ်အသင်းကြီးဖွံ့ဖြိုးတိုးတက်လာခဲ့ခြင်းဖြစ်တာကြောင့်ယခုမြန်မာနိုင်ငံအင်ချမ်းမြေဝန်ဆောင်မှုအသင်း73နှစ်ပြည့်မှာသည်နောက်နှစ်ပေါင်း120တိုင်အောင်အသင်းကြီးဖွံ့ဖြိုးတိုးတက်မှုများအတွက်အသင်းသူအသင်းသားများအားလုံးအတူတကွစီလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်နိုင်ကြစေဖို့မြန်မာနိုင်ငံအင်ချမ်းမြေဝန်ဆောင်မှုအသင်းဗဟိုဥက္ကဋ္ဌဒေါ်မှုမှုအောင်က အသင်းနှစ်ပတ်လည်အခမ်းအနားမှာပြောကြားခဲ့တယ်လို့သိရပါဗျ။ဒီနေ့ကျင်းပပြုလုပ်ခဲ့တဲ့မြန်မာနိုင်ငံအင်ချမ်းမြေဝန်ဆောင်မှုအသင်းဘဟု အသင်း73နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားမှာအခမ်းအနားစီစဉ်ဆယ်ရက်နဲ့အညီကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ ျမတို့ဒီနေ့ပွဲလေးရတော့အောင်မြင်မှုထိမ့်မှတ်တစ်ခုပေါ့နော်ကျမတို့ရဲ့အသင်းကြီးက73နှစ်မြောက် ပွဲကြီးဖြစ်ပါတယ်ပေါ့နော်အဲ့တော့ပွဲကြီးဖြစ်တဲ့ခါမှာအသင်းသားတွေရန်ကုန်မြို့ကစုံစုံလင်လင်အသင်းသားတွေတက်ရောက်ကြတယ်နင်းအသင်းသားတွေလည်းတက်ရောက်ကြတာပေါ့နော်အာအသင်းကြီးက28ရက်6လ2000နဲ့စနစ်ကနေပြီးတော့စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်အခုဆိုရင်23နှစ်မြောက်ပြီပေါ့နော်ဒီ23နှစ်ကနေပြီးတော့နှစ်120တိုင်အောင်လို့မို့ကျမတို့ဆက်လက်ပြီးတော့မှတက်လာတဲ့လူငယ်တွေကိုလက်ဆင့်ခံအမွေတွေပေးပြီးတော့မှကျမတို့အသင်းကြီးကိုဒီတက်အောင်မြင်အောင်လို့ဆက်ပြီးတော့ဆောင်ရွက်စီခြင်းတို့ဒီပွဲမျိုးကိုကျင်းပတာလည်းဖြစ်ပါ ါတယ်နောက်ပြီးတော့မှကျမတို့မြန်မာနိုင်ငံအင်ချမ်းပြည်ဝန်ဆောင်မှုအသင်းကအသင်းသားတွေကတပေါင်းကျော်တပေါင်း9000ကျော်ရှိပါတယ်တိုင်းနဲ့ပြည်နယ်တွေကနေပြည်တော်ပါဝင်အားလုံးပေါ့နော်အကုန်လုံးရှိတယ်အဲ့ဒီအတွက်ကအဲ့မှာလည်းကျမတို့ကသင်တန်းတွေလည်းပေးတယ်ရှစ်ပါးသာသင်တန်းတွေလည်းပေးတယ် AMMCFD ရဲ့သင်တန်းတွေကိုလည်းကျမတို့ပေးသွားတာဖြစ်တယ်ပေါ့အဲ့တော့ကျမတို့အသင်းကြီးဟာဒီတက်မကပုံပုံအောင်မြင်အောင်တိုင်းပဲအာဘဟိုရဲ့တိုင်းရဲ့ပြည်နယ်ရဲ့နေပြည်တော်ရဲ့ခရိုင်ရဲ့မြို့နယ်တွေ အားလုံးစုပေါင်းပြီးတော့မှလှုပ်တဲ့ပွဲကြီးလည်းဖြစ်ပါတယ်။ဟိုအသင်းကတော့စီးပွားရေးလှုပ်တဲ့အသင်းမဟုတ်ပါဘူး။ကျွန်မတို့က NGO အသင်းဖြစ်တဲ့ non profit နဲ့သွားနေတယ်။အားလုံးကိုကူညီတယ်ပေါ့။ဟာလာဘာတွေကိုကူညီလဲဆိုနိုင်ငံနိုင်ငံရဲ့ချားလာတဲ့လူတွေမြန်မာပြည်မှာအင်ချက်မြင်တဲ့ပတ်သက်တာတွေကူညီလိုတာတွေဆိုလည်းကူညီတယ်။ပြည်သူတွေအတွက်လည်းကူညီပါတယ်။နောက်ပြီးတိုင်းပြည်အတွက်အခွင့်အရေးရှိအောင်လည်းကျွန်မတို့စူးစမ်းပေးပါတယ်။နောက်ကျွန်မတို့အသင်းမှာရှိနေတဲ့လူတွေအားလုံးကတော့အားလုံးဝန်ဆောင်မှုလုပ်တဲ့အကျိုးဆောင်လုပ်တဲ့သူတွေဖြစ်တယ်။ဒီအကျိုးဆောင်လုပ်တဲ့လူတွေ ေကိုစစ်စနစ်နဲ့အကျိုးဆောင်လုပ်ဖို့အတွက်ကျမတို့တင်နန်းနေပေးတာလည်းဖြစ်တယ်ပေါ့အဲ့တော့နောက်ရင်းအခုနောက်ပိုင်းမှာ AMMC ရဲ့ဒီအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ဥပပေါင်းပြီးဆောင်ရွက်တာတွေကိုလည်းရှိပါတယ်အဲ့လာတော့ကျမတို့အတင်းကအတင်းတွေကအတင်းသားတွေအားလုံးကနေပြီးတော့မှရှောင်းချင်းဝယ်ချင်းငှားချင်းတွေအားလုံးလုပ်ပေးတာဖြစ်ပါတယ် အဓိကအချက်ကတော့အိမ်ချမ်းမြေပါနိုင်ငံအတွက်ကတော့အရေးကြီးတာဖြစ်တယ်လူတွေကနေဖို့ကအဓိကဖြစ်တယ်ပေါ့နေဖို့အဓိကဖြစ်တဲ့အတွက်ကြောင့်မို့အိမ်ချမ်းမြေအရောင်းဝယ်ရာအရေးပါတဲ့ကဏ္ဍတစ်ခုကလည်းဖြစ်တယ်နိုင်ငံတော်အတွက်အခွန်အနေနဲ့အများဆုံးရှာပေးတဲ့အဲနေရာတစ်ခုလို့လည်းပြောလို့ရတာပေါ့နော်အိမ်ချမ်းမြေဈေးတက်တယ်ဆိုတာတော့အမှန်ပါတယ်ဘာလို့လဲဆိုတော့ရန်ကုန်မြို့ကစီးပွားရေးမြို့တော်လည်းဖြစ်တယ်လူစီကားရရန်လည်းဖြစ်တဲ့အခါကျတော့မြို့တွေအားလုံးကနေပြီးတော့မှရန်ကုန်မြို့မှာလာရောက်ရင်းနှီးမြှုပ်နှံတာတွေရော နေဖို့အတွက်လာတာတွေရောဆိုတဲ့အခါကျတော့ရန်ကုန်မြို့ကတော့အဲဈေးကပမာန်ထက်တော့ဈေးပိုတယ်လို့တော့ပြောလို့ရပါတယ်။တိုးပေမဲ့လည်းဈေးပိုတယ်ဆိုပေမဲ့ကျွန်တော်တို့အခုပြောသလိုပဲအဲဟိုဟာပေါ့ အမစ်တွေပိတ်ထားတယ်နောက်ပြီးတော့မှမြေပုံထုတ်ခွင်းတွေပိတ်ထားတဲ့ဟာတွေကြောင်းတော့အယောင်းဝယ်တွေကအေးနေတယ်လို့လည်းပြောလို့ရပါတယ်အဲတော့အာဆီယံရှစ်နိုင်ငံနဲ့လည်း MOU ထိုးထားပြီးသားဖြစ်ပါတယ်ဒီဟာတစ်ဆင့်လည်းကျမတို့ကနေပြီးတော့မှကမ္ဘာအိမ်ချမ်းမြေအတွက်လည်းကျမတို့အိမ်ချမ်းမြေဝန်ဆောင်မှုအတင်းကနေပြီးတော့ဝင်ဖို့အတွက်လည်းရှောက်လန်းနိုင်ခဲ့ပါပြီပေါ့နော်အဲ့အတွက်လည်းကျမတို့ကဘာအတွက်လဲဆိုရင်စ조사ပေးတာပါမြန်မာနိုင်ငံမှာရှိနေတဲ့အိမ်ချမ်းမြေလုပ်နေတဲ့ VR state လုပ်နေတဲ့သူတွေအားလုံးကမြန်မာနိုင်ငံနေမဟုတ်ဘူးအ ာဆီယံနိုင်ငံတွေရောနောက်တစ်ခုအာဆီယံနိုင်ငံတွေရောနောက်တစ်ခုအနေနဲ့ကမ္ဘာအင်ချမ်းမြေတိတိုးတက်အောင်လို့ကျမတို့ဟိုအသင်းသူအသင်းသားတွေကိုမြင့်တင်ပြီးတော့မှအတူတကွာပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်းရည်ရွယ်ချက်တွေရှိနေတာပေါ့။ license ဆိုတာဥပဒေရှိမှပါ။အဲ့ဒါကျမတို့ကဥပဒေတော့တင်ထားပြီးသားဖြစ်ပါတယ်။မြန်မာနိုင်ငံအင်ချမ်းမြေဝန်ဆောင်မှုအသင်းကပဲတင်ခဲ့တာပါ။အဲ့ဒါဥပဒေကြလို့ရှင်တော့ license ဆိုတာဒုတိယအစ်လာပါလိမ့်မယ်။ဒါအတိမတ်ပြုလက်မှတ်တွေဖြစ်ပါတယ်။အဲ့တော့မြန်မာနိုင်ငံအင်ချမ်းမြေဝန်ဆောင်မှုအသင်းဝင်ဖြစ်ရမယ်။ ယ်နောက်ပြီးတော့မှအသင်းဝင်ကပြားတွေရှိရမယ်သင်တန်းစင်းလက်မှတ်တွေရှိရမယ်နောက်ပြီး AMM CFP စင်းတဲ့သင်တန်းစင်းလက်မှတ်တွေရှိရမယ်အဲ့လိုရှိတဲ့သူတွေအားလုံးကိုမှနိုင်ငံတော်ကနေပြီးတော့မှအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာကျမတို့အသိမှတ်ပြုကပြားရှောက်ရမှာဖြစ်ပါတယ်အဲ့အသိမှတ်ပြုကပြားရှောက်လို့ရှိမှဒါဒီလက်မှတ်ရှိမှအင်ချမ်းမြေလောက်ရမှာဖြစ်ပါတယ် အဲကျွန်မကတော့ပြောချင်တာတော့ဒီမှာလုပ်နေတဲ့တကယ်ပဲ professional အချမ်းကြီးလုပ်မယ်ဆိုလို့ရှိရင်အသေးနေဝင်ကြပါဟဲ့လားအသေးမပြုလက်မှတ်တွေထုတ်ပါလို့ကျွန်မပြောချင်ပါတယ် AMMCF ဒီသင်တန်းတွေလည်းတက်ပါဒါမှတချိန်ကျရင်နိုင်ငံတော်ကစီကတ်နေချမှတ်လာတဲ့အခါကျရင်အသေးမပြုလက်မှတ်ရှိမှလုပ်ရမယ်ဆိုလို့ရှိရင်ခက်ခဲတွေဖြစ်နိုင်တယ်အဲ့တော့မလုပ်ရသေးတဲ့လူတွေလည်းအားလုံးလုပ်ပါလို့တိုက်တွန်းချင်ပါတယ်ရှင်အဲအသေးအနေနဲ့ကတော့ကျွန်မတို့ကအဲ အကောင်လုံးကရန်ကုန်ဗမာပြည်မှာရှိနေတဲ့အသင်းတွေနဲ့ရောပူးပေါင်းပြီးတော့ဆောင်ရွက်သွားမှာလည်းဖြစ်တယ်။အဲဘာပဲဖြစ်ဖြစ်ဘသူအတွက်ပဲဖြစ်ဖြစ်ကျမတို့တွေဒီအင်ချမ်းမြင်းနဲ့ပတ်သက်တာကိုကူညီဖို့အစဉ်နဲ့မှာအဲ့တော့ကျမတို့အဓိကယူရချက်ကအင်ချမ်းမြင်းအကျိုးဆောင်ဒီအသင်းဖွင့်ရတဲ့ဖွဲ့စည်းရတဲ့အကြောင်းရင်းကအကျိုးဆောင်က မရရှိတဲ့သူတွေအကျိုးဆောင်ကရရှိဖို့အတွက်ကျမတို့ပြုလုပ်ကြတယ်